ကဲမင်္ဂလာပါတော့ကျွန်တော်ရဲ့ Northside က channel လေးတစ်ဖန်ပြန်လေးကြိုးဆိုးပါတယ်ကျွန်တော်ရဲ့ Northside က channel ကိုမအားတဲ့ကြားနဲ့အစီအမဲစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်ဦးတင်တယ်လို့လည်းရှိဦးဆိုပြီးပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ new movie ရဲ့ video file လေးပဲဖြစ်တယ်အတူတကွနားဆင်ကြားရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဖကန်စီရဲ့သတင်းကိုအရင်ပြောပြချင်တယ်ဖကန်မှာတိုက်ပွဲတွေကစစ်ခွေးကောင်နေရာကျော် ာမိုင်းဘက်ကိုဆင်းသွားပြီးတဲ့နောက်ပိုင်းမှာတိတ်တော့ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပေမဲ့နေ့တိုင်းလိုလိုတိုက်ပွဲတွေဖြစ်ပွားနေတယ်။အဲတနေ့ကလည်းအဖကယူမဝင်းမှာနေနေတဲ့စစ်ခွေးတွေကို KIA နဲ့ပူးပေါင်းတော်လိုက်ရဲတွေဘက်ကနေမှ drone နဲ့ပစ်တဲ့အခါမှာခွေးတွေဘက်ကနေတော့ကြောက်ရရန်ပြီးတော့ဖကဗျူဟာကုန်းကနေမှလက်နက်ကြီးတွေနဲ့ပြည်သူတွေရှိတဲ့ဘက်ကိုရန်တမ်းပစ်ခတ်နေတယ်ဆိုတဲ့ဥစားသိရတယ်ပြီးရင်မနေ့ကညနေပိုင်း9နာရီလောက်မှလည်းမော်1ဘက်ကိုလာတဲ့ ခွေးတွေကို KIA နဲ့ပူပေါင်းတော်လာရေးဒီဘက်ကနေမှ drone နဲ့ပြင်းထည့်လိုက်တယ်ဆိုတဲ့ဥစ္စာကိုသိရတယ်။ဒါတော့ကျွန်တော်ရဲ့ဖကန်သတင်းဖြစ်တဲ့ပူတာဦးဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ Wine Mall ဘမော်အဲ့ဘက်မှာတိုက်ပွဲတွေပြင်းထန်တယ်။ဗမောက်မှာတော့တိုက်ပွဲထက်မီးဘဲကိုကြောက်ဖို့ကောင်းနေပါတယ်။ဒီရှမ်းနီဒီဘက်ကနေမှ drone နဲ့ပြည်သူတွေရဲ့အိမ်တွေကိုပစ်ချတဲ့အခါမှာအိမ်ဒီမနေ့ကလည်းအိမ်မီးလောင်တဲ့ကိစ္စတွေရှိခဲ့တယ်။ဆိုတော့ဗမောက်မှာကတိုက်ပွဲကြောင် အိမ်ဒီပျက်စီးတာမဟုတ်ဘဲနဲ့တိုက်ပွဲပြီးသွားမှပဲရှမ်းနေရဲ့လက်ချက်တီကြောင်မြို့ရွာတွေပျက်စီးနေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။နောက်တစ်ခုအနေနဲ့ကတော့အခုကျမ comments ဒီထဲမှာ KIAD ကစစ်ရှုံးကကြောက်တယ်နဲ့စကားပြောတော့မလားဆိုပြမှမေးသွားပါတယ်။ဆိုတော့ဒါကိုရှေ့ရှေ့ဝဲဝဲတော့မဖြေပေးပါဘူး။တခွန်းနဲ့ပါပဲ။ uncle ကတော့ no ပါပဲ။ no နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့အောက်တိုဘာလ29ရက်နေ့တုန်းကဇော်မဲလိန်ကနေမှ အာဆီယံရဲ့ဘုံဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးတော့သူရှင်းလင်းသွားတယ်။အဲ့ထက်ကကူမှဒီဘုံဘောတူညီချက်၃နဲ့၅နဲ့နည်းနည်းလေးပြောချင်တယ်။အဲ့ထက်မှာကအာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလေဒီကိုမြန်မာနိုင်ငံကိုလွတ်ဖို့ရတဲ့နဲ့အထူးကူစလေနဲ့သက်ဆိုင်တဲ့သူတွေတွေ့ဆုံဆွေးနွေးဖို့ဆိုပြီးမှပါတယ်။အဲ့ထက်မှာ အခုဇော်မဲလိန်ပြောသွားတာကတော့နိုင်ငံရဲနဲ့စစ်ခွေးတွေနဲ့တော့တွေ့တဲ့တွေ့ထိုက်တဲ့သူတွေနဲ့တွေ့ခွင့်ပေးတယ်ဒါပေမဲ့လည်းပဲတော့ရွာဆွမှုနဲ့ထောင်ချခံရတဲ့သူတွေကိုတော့တွေ့ခွင့်အဲပေးချင်ကောင်းမှလည်းပေးမယ်လို့ပြောတယ်ဒါပေမဲ့သူပြောသွားတာကဘယ်နိုင်ငံမှလည်းတွေ့ခွင့်မပေးဘူးလို့ပြောတယ်ဆိုတော့တော့အောင်ဆန်းစုကြည်ကဘာရွာဆွမှုကိုကျူးလွန်ထားတယ်လေဒီနေ့အထိကဘာကတော့ ကျူးလွန်ထားတာမတွေ့လို့ပဲတော်အောင်ဆန်းစုကြည်ကို ထုတ်ပေးဖို့ပြောတယ်ပြီးနောက်တစ်ခုအရေးကြီးတဲ့အရာကဘာကြောင့်မို့ရာဇဝတ်မှုကိုကျူးလွန်ထားတဲ့သူမင်းခုမဲလိန်တဲ့တခိုးမတွေကိုဘာကြောင့်မို့ဒီနဲ့ကဘာကရော အာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလဲဒီရောဘာကြောင့်တွေ့ချင်ကြတယ်လဲဘာကြောင့်မပေးမမီတောက်မမီငါတလောက်တဲ့ခွေးချဘူးနဲ့တွေ့ချင်တယ်လို့ဘာကြောင့်မပြောတာလဲဘာကြောင့်မနင်းတို့ခွေးတွေနဲ့တွေ့ရင်အဆင်မပြေနိုင်တာလဲနော်ကဘာကရောအာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလဲဒီရောဘာကြောင့်မဒီလိုမျိုးရန်ဇွစ်မို့နဲ့ထောင်ကျနေတဲ့သူတွေနဲ့တွေ့ချင်နေကြတာလဲဒါဟာအဓိကအရေးကြီးချက်ဖြစ်တယ်ခွေးချဘူးကတော့ တမရဖြစ်တယ်လို့ပြောတာဘယ်သူကများဩက္ကဋ္ဌမင်းအောင်လိုင်ဆိုပြီးမှတုံလုံးသွားတာကိုတွေ့ကြတယ်လေနော်အာဆီယံအထူးကိုယ်စားလှယ်ပဲဖြစ်ဖြစ်ကုလကမြန်မာအထူးကိုယ်စားလှယ်ဒီပဲဖြစ်ဖြစ်ခွေးကြဘူးနဲ့တွိတ်ဆုံဖို့ဘယ်သူမှမစူးစမ်းကြဘူးဒေါ်အောင်ဆန်းစုကြည်နဲ့တွိတ်ဆုံဖို့ပဲစူးစမ်းကြတယ်ဒါကိုကြည့်ချင်းအဖင်ဘယ်သူဟာဘယ်မှာနေတယ်လဲဒါကိုနင်းတို့ ိတတ်တယ်ဆိုလို့ရှိရင်နင်တို့ရှက်တတ်လိမ့်မယ်ရှက်တတ်တယ်ဆိုလို့ရှိရင်နင်တို့ဒီလိုမျိုးစင်ပေါ်ကနေမှလာဟောင်းနေမှာမဟုတ်ဘူးเนาะဒါတွေကိုကြည့်ချင်တာဖြင့်နင်တို့ရဲ့အဆင့်တန်းတွေကိုတိကြပါလို့ပဲပြောချင်တာအရင်ရှည်ရှည်ဝေးဝေးတော့မပြောတော့ဘူးเนาะဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့တော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်เนาะဒေါက်တာအောင်ချမ်းလူပေါ့အခုသူပါအခုဆွဲစီခံပြီလို့ကျွန်တော်တို့ကြားတယ်ရန်ချမ်းအောက်မှာသူကတော့တွားပြီးလာပြီးရီအက်သွားပြီးတယ်ကျွန်တော်အရင်ကပြောဥပါတယ်အချမ်းဘက်သမားတွေရဲ့ post ယူ like လုပ်တာ share တာ ကွန်မန့်သွားရေးတာတခုခုလောက်တာက ထောင်ထဲရောက်သွားနိုင်တယ်မလောက်ရဘူးကျွန်တော်ပြောတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကင်တွင်ပို့ပြင်းထန်တယ်ရွေးကောက်ပွဲကလုံးဝတော့အထိကောက်မကောင်းဘူးအခုဆိုရင်ဒါအမှုပြရှင်၄ယောက်၅ယောက်လောက်ဖြစ်သွားပြီရန်ကုန်မှာရှိတဲ့လုံမျိုးတက်ဖော့ကနေအလုပ်ဆလုပ်ကြတယ်ချို့အမှုပြရှင်တွေကိုခေါ်တယ်ဆွေးနွေးတဲ့တိုင်မင်နဲ့ညှိနှိုင်းတယ်ကြားလို့ဗျာဒါလေးရှိပါတယ်လုပ်ပါဗျာအကိုတို့ရဲ့ဒါလေးရှိပါတယ်သူချင်းအေးအေးဆေးဆေးပြောတဲ့ကြားတွေကလုံမျိုးတက်ဖော့ကနေကိုတော့သူတို့ကဂီးမဆိုင်မပူပေါင်းခြင်းတဲ့ပုံစံနဲ့လုပ်တော့နောက်ဆုံးအမှုဖွင့်ရတယ်ဖြစ်ကုန် နိုင်ငံကြီးရဲ့ချိုးကကိုတိုင်ပင်လျင်မလုံနဲ့ဒါမကောင်းပါဘူးဖြည်းဖြည်းအေးအေးညှိနှိုင်းလိုက်ပါဆိုတော့မျိုးအဲ့လိုပြောတာအဲ့ဒါကိုတော့ကိုလည်းမဟုတ်တာလုပ်သေးတယ်ခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူကမချီမငံပုံစံမျိုးနဲ့တုံ့ပြန်တယ်ပူပေါင်းပေါင်ပွင့်မှုလည်းမလုပ်ဘူးခမလုထတာကြည့်1 2 3 4 5 6 9 10တုံ့ပြန်ရတယ်ဆိုတော့မငင်းနိုင်โอเคမငင်းနိုင်တော့ငါ့ကိုဒါလုပ်တာငါကျွန်တော်တို့မလုပ်ပေးနိုင်ဘူးပါခင်ဗျာကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလည်းခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဘာညာဖွင့်ရဖွင့်ပေါ်ပါညာဆိုအချိုးမျိုးတွေဟာအဲ့တော့တော့ဘာတတ်နိုင်မလို့ဘာမှလုပ်မရတော့ဘူးလေ ခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာဆက်ရောက်မကရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မင်းတို့ရှေ့မှာလုပ်ခဲ့တာရှိတယ်အကူညီပေးပါဆိုပြီးတော့မြစ်တာရဲခံခဲ့တယ်နာမည်ကျော်တို့ပညာရှင်တွေအများကြီးပါတယ်တချို့တွေကဘာလုပ်တယ်မလဲသူနေမကောင်းတော့ချာထားလို့ဒါအဲ့လိုလုပ်တာတဲ့တချို့ကဖျားနေသလိုနေမကောင်းသလိုဆေးရုံပဲတက်နေရသလိုဆေးကောင်းဝင်နေရသလိုတုံ့ပြန်နေတယ်တချို့ကတချို့ကကျတော့ကျွန်တော်ရိုက်ကွင်းရောက်နေရိုက်ကွင်းကဟိုးပင်တရာမာလို့လို့ကလောမာလို့လို့အောင်ပန်းလို့လို့ဘာလို့လို့နဲ့ခေါင်းစဉ်ပြုတ်တက်ပြီးတော့ပြန်လာလို့မရလာလို့ရတယ်ခါလို့ဝိုးလေကြောင့်လုပ်တာတစ်ဖွဲ့တချို့ကျတော့နိုင်ငံခြားသွားနေလို့လုပ်တဲ့တစ်ဖွဲ့ ်ရုပ်ရှင်ကားတွေကိုယုံယုံတင်ရမယ်ဟာကိုတချို့ယုံမတင်တော့ဘူးဘာညာဒီကားလိုက်လောက်ထုတ်တဲ့သူတွေလည်းရှိတယ်အဲ့တော့ process တိုင်း तू သွားနေရမယ်ဟာကိုကန့်လန့်နေလိုက်တိုက်ဖို့ကြိုးစားတာကို့စကြိုးစီဝါထိမှဆိုတော့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးလုပ်တဲ့ TV channel လို့လို့ဘာလို့လို့အုပ်စုပစုတွေရှိတယ်ရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေရှိတယ်ကြော်ညာကုမ္ပဏီတွေရှိတယ်အဲ့ကြော်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေအကုန်လုံးကအဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာအခုငင်းကျင်သလိုလိုကျင်းကျင်သလိုလိုကြက်ချင်သလိုလိုကြောင်ချင်သလိုလိုလုပ်တဲ့အဲ့ဒီပိန့်ဒီကြောင်ဥပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကခင်ဗျားတို့2020တုန်းက ပါတီတစ်ခုတည်းခင်ဗျားတို့မဲဆွဲပေးခဲ့ကြတယ်။အဲ့မရှက်ကြဘူး။ဒါရှက်စရာလို့မထင်ဘူးလား။နိုင်ငံရေးလုပ်ချင်နိုင်ငံရေးထွက်လုပ်လိုက်တယ်ပါတီတစ်ခုရဲ့နောက်လိုက်ခွေးတွေဖြစ်ကုန်ကြတယ်ခင်ဗျားတို့။နိုင်ငံတော်ကကူညီပေးခိုင်းတာပါလေ။ပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးဖို့လို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးဖို့ဒီလူမဲပေးဖို့ပြောနေတာမဟုတ်ဘူး။ရွက်ောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုကြောင်းလဲပေးနေမှာမဟုတ်လို့ပြည်သူလူထုမဲလာပေးလို့ရအောင်လှုံ့ဆော်ဖို့နိုင်ငံတော်ကူညီခိုင်းတာပါတီတစ်ခုရဲ့လုပ်ခိုင်းတာမဟုတ်ဘူး။ခင်ဗျားတို့ကပါတီနောက်လိုက်ခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့က။ အဲ့ပါတီတခုတည်း MLA uniform ယူအန်ဒီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတခုတည်းအားအပါ drone ID ID ချင်းစိုးခဲ့ကြတာအဲ့အုပ်စုတွေလည်းရှိသေးတယ်ဇာကားရိုက်ပြီးတော့စစ်ရဲ့ပြည်ခိုင်ဖြိုးနဲ့အဲ့ဟိုဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးကြဖိုးတွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့အသိဆောင်တွေရှိသေးတယ်အဲ့လိုဆိုရင်အကုန်လုံးပြန်ခေါ်ပြီးတော့အဲ့တိုင်းပြန်ချအောင်လို့မင်းတို့ပြောပြောဆိုရင်သူတို့ပြန်ပြောခိုင်းအောင်အခုနိုင်ငံတော်ကနေပြန်ကူညီပါဆိုပြီးတော့မြစ်တိုင်ရဲ့ခိုင်ပြောနေတာတော့မှပဲပါဘူးပူးချင်မပေါင်းချင်ဘူးโอเคအခုဦးစီးဆန္ဒပြန်ရိုက်ပြီးတော့မလုပ်လို့ရှင်းရှင်းလေး ဟေ့ဒီနေ့မှာအဲ့ကောင်ဘယ်ကောင်ဘယ်လုံးကြောင်ကြောင်ဘယ်လုံးရလေလာသားကြည်လာအခုကောက်ကြိုက်ကောက်အခုဆောက်အခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းဟိုကောက်နိုင်ငံတော်ပေါ်ကနေကုမ္ပဏီတို့ကြတော့ဘာဖြစ်လဲအကုန်လုံးတက်တာကုန်နေပြီးမယ်တခြားခွန်လန်းနေကုန်ပြီးမယ်ပြီးတော့ရှေ့ရအောင်သူတို့လုပ်ခဲ့တဲ့မှုနောက်တာမှုတမှုပေါ်တာချက်ချင်းတန်ထောင်းထက်ပဲလက်သုံးချောင်းထောင်းကြီးတွေပြောခဲ့ကြတယ်ရာသာနေဝင်တို့မိသားစုကျော်ရဲအောင်ကြီးတို့ဇာကနာတို့အုပ်စုတွေတပင်းအုပ်စုကဖိုးချစ်ဖို့ချင်ဝင်ပြန်လေပို့ပါမှလည်းလို့ပြောနေမိပြီသူကောင်းအောင်သဘင်ဘာတွက်ထားတာလဲလို့မေးကြည့်လိုက်ပါလားကျုံရင်အနည်းကပူးတာတွေရှိတယ်ဒီအမှုပြရှင်တွေဒီတဘွဲမှာတော့တေးချလုံးမှရမယ် ဆိုတော့အခုဒီထဲမှာကျွန်တော်မကျော်မျိုးမင်းပြောသွားတာကဒီရွေးကောက်ပွဲဥပဒေဟာအင်မတားမှပြင်းထန်တယ်ဒါကြောင့်မို့သူကတော့အကြိမ်ကြိမ်တော်လန်ရဲဒီရဲ့ဗီဒီယိုတွေကို like and share တွေ comments တွေမရေပေးဖို့လို့ပြောတယ်တဲ့ director အောင်ချမ်းသူကိုပြန်ဖမ်းသွားတဲ့ကိစ္စကတော့ VV Chan ကို reaction လုပ်ထားတဲ့အထဲမှာအသေးလေးပေးလိုက်တာအသေးလေးပေးလိုက်တာနဲ့နင်တို့ကဒီလောက်ထိပြင်းပြင်းထန်ထန်အရေးယူသွားရလောက်အောင်နင်တို့ဒီဟာ စစ်ကော်မရှင်လားစစ်ရှုံးအကြောက်ကော်မတီလားနင်းတို့စဉ်းစားကြည့်မဆက်ကြဘူးလားဒါရိုက်တာမိုက်တီနဲ့အတူဖမ်းသွားတဲ့ဒီအမှုပညာရှင်၄ယောက်ကိုလည်းပဲလုံခြုံရေးရဲလို့ခေါ်တော့စစ်ခွေးတွေဘက်ကနေမှအရင်မင်းမြန်းတယ်ဒါပေမဲ့အခုဒီထဲမှာကြုံမျိုးမင်းအဲလုတ်သွားတဲ့ပုံစံကိုတွေ့သလား လုံချုံရဲလို့ခေါ်တော့ခွေးဒီစစ်ဆဲတော့ကသူသွားမြင်တလားဒါမှမဟုတ်လို့ရှင်သူတို့ကဗီဒီယိုရိုက်ထားတဲ့အုပ်စာကိုကြုံမျိုးမျိုးကိုပြလို့သူတို့ကနေမှဒီလိုမျိုး action တွေပါတယ်လောက်တာသူမြင်တလားဒီတယောက်တော့လေတိတ်မပြောချင်ဘူးနော်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်ပြီးမှဆွေးနွေးနေတာ၁၀ရောက်မကရှိတယ်လို့ပြောတယ်။ဘောကိုသုံးဆိုင်တဲ့သူများဒီရုပ်ရှင်ကားထဲမှာပါနေတော့နေတော့နေတော့ကဘောမတွေအားလုံးဟာဒီပြက်တနာရဲ့အဓိကတည်ရခံဖြစ်တယ်လို့ အရင်ပြောချင်တယ်နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြီးသူဒီမဲထည့်ချင်လာအောင်အမှုပညာရှင်ဒီကိုခေါ်ပြီးမှဆွေးနွေးတယ်ဒါပေမဲ့ဘယ်အမှုပညာရှင်ကမှမလုတ်ချင်ကြဘူးမလုတ်ချင်ဘူးလို့တော့သူတို့မပြောဘူးဒါပေမဲ့ခွေးဖြစ်တဲ့အတွက်ကြောင့်ပြောလို့ရှိရင်ခွေးကြိုက်ရမှာကြောက်တဲ့အတွက်ကြောင့်သူတို့ကတော့ဆင်ခြေပေးကြတယ်အခုအမှုပညာရှင်တွေကိုသူဘာပြောလဲဆိုတော့နင်တို့ဟာတဲ့2020တုန်းကတော့ပါတီတစ်ခုအတွက်နင်တို့မဲဆွေပေးကြတယ်အနီရောင်အင်ဂျီတွေဝတ်ပြီး ြစ်မှတချင်းဆိုပေးကြတယ်ရုပ်ရှင်ပေးရိုက်ကြတယ်နင့်တို့မရှက်ဘူးလားတဲ့ပါတီတစ်ခုရဲ့နောက်ကိုလိုက်တဲ့ခွေးတွေဖြစ်ခဲ့ကြတယ်လို့ပြောတာချက်ရမှာကနင့်တို့လေငွေတလောက်တဲမှခွေးတဖို့ဟာယောက်ျားဖြစ်တယ်လို့ပြောတာယောက်ျားထဲမှာတောင်စစ်သားဖြစ်တယ်လို့ပြောတာနင့်တို့မရှက်ဘူးလားအသက်80ပြည့်တော့မဲ့အဖွားကြီးမုတ်ဆိုးမှတယောက်သေးနေတဲ့အဖွားကြီး သူ့ရဲ့အိမ်ထောင်စုစင်းထဲမှာဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိတယ်ဘသူမှမရှိဘူးဒီလိုမျိုးဖွားကြီးကိုနင်းတို့လိုက်ရှင်ပြင်းမှကြောက်ပြင်းမှထောင်တဲ့ထဲရတာနင်းတို့မရှက်ဘူးလားဆိုတော့အခုဒီအနုပညာရှင်တွေဟာသူတို့ကြိုက်လို့သူတို့ထောက်ခံပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကနေမှနင်းတို့ငါရဲ့ရုပ်ရှင်ကိုလာရိုက်ပေးပါငါရဲ့ NLD ပါတီကို lobby လုပ်ပေးကြပါဆိုပြီးမှဒေါ်အောင်ဆန်းစုကြည်ဒီအနုပညာရှင်တွေကိုစီယုံခဲ့တယ်ပြောခဲ့တယ်ဆိုတာနင်းတို့ကြားခဲ့သလား မကြဘူးမဟုတ်ဘူးလားမရှက်ဘူးလားအရေးမြင်ရင်အကောင်တိတယ်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့သူ့ကိုဒီနဲ့အเจ้าဝေပဲကြားဖို့ပြပါဒေါ်အောင်ဆန်းစုကြည်ကိုမမြင်ဖို့တာတွေအများကြီးရှိတယ်ကျမကိုယ်တိုင်ဖြစ်တယ်မမြင်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဘက်မှာနင်တို့ပြောတော့ဤပိန်းနေတာမကဘူးတကပါလုံးကလူတွေထောက်ခံကြတယ်ဘေးနိုင်ငံကဒေါ်အောင်ဆန်းစုကြည်မကောင်းဘူးလို့တခုပြောခဲ့ဘူးတလဲအခုနင်တို့ရဲ့ဘောပိုင်ရှင်နဲ့ဖြစ်တဲ့ဒီတရုတ်နဲ့ 热下他妈到鞍山书记下，没空没领吧的，到鞍山书记下，说没领标的了，业主打工撇得了，你那种一包本性的都要那热下当标的啦。百度家到鞍山书记过，业主某呢唐家那的了，不都标的了，亏本标的好不啦？那种没下步啦，啊，没下家步啦，下买哪家？啊啊啊啊啊 ျွန်းမျိုးမင်းနင်းဖြစ်တယ်နောက်ဆုံးကနေမှပြန်ပြောမယ်ဆိုလို့ရှိရင်ဒီအမှုပညာရှင်တွေဟာတဲ့နိုင်ငံရဲမှာပါချင်တယ်ဆိုလို့ရှိရင်နိုင်ငံရဲကိုလှုပ်သွားကြပါအမှုပညာလှုပ်ချင်တယ်ဆိုလို့ရှိရင်အမှုပညာရှင်လည်းလှုပ်ကြပါတခုသေးပဲလှုပ်ပါလို့ပြောတာနင်းပြောရှာမလို့ဘူးဒီတိုင်းပြောမယ်ဆိုလို့ရှိရင်အခုငါတလောက်တယ်မှဟာငါတလောက်နိုင်ငံသားကိုရောင်းချင်တယ်လားငါတလောက်သွားရောင်းပါ ူကကာချုပ်ဖြစ်တယ်လို့ပြောတယ်ကာချုပ်ကပါလဲနိုင်ငံရေးသမားလားစစ်ရေးလားစစ်ရေးမဟုတ်ဘူးလားဒီဆိုလို့ရှိရင်စစ်တမ်းကိုပြန်ရမှာလေရာကြီးသမရလောက်ချင်တလားကာချုပ်ဆိုတာတွေအကုန်ချုပ်ပြင်းမှာလူဝတ်ခွေးဝတ်မဟုတ်ဘူးနော်လူဝတ်လဲပြီးတော့နိုင်ငံရေးထဲမှာပါဝင်ပါဒီအနုပညာရှင်တွေကိုနင်းပြောမယ်အစားဒီနင်းတို့ခွေးကိုပထမဦးဆုံးပြောပါဒုတိယအနေနဲ့နင်းကိုယ်တိုင် လောက်ပါနင့်ကိုနင်းတို့သတင်းသမားလို့ပြောတာပဲနင်းဟာသတင်းသမားလားဘောမဘောငုံတီအတွက် ဟောင်ပွင့်နေတဲ့သူလားသတင်းသမားဆိုလို့ရှိရင်ဘယ်ဘက်ကမှဘက်မလိုက်ပဲနဲ့ဘယ်အဖွဲ့ကဘလို့ဖြစ်တယ်ဘယ်မှာတိုက်ပွဲဖြစ်တယ်ဘယ်ညောက်တဲသွားကြတယ်ဘာလို့ဘလို့ဖြစ်နေကြတယ်နိုင်ငံရဲ့အခြေအနေကဘလို့ရှိတယ်ဒါကိုပဲပြောရမယ်အခုနင်းကအားနဲ့မာနဲ့ဒီလောက်ကြီးဟောင်ရအောင်နင်းသတင်းသမားလားလော်ဘီလားလော်ဘီဆိုလို့ရှိရင်တော့နင်းဘက်ကလည်းဒီလိုပြောခွင့်ရှိတယ်အခုနင်းလုပ်နေတဲ့ဇယိုက်တွေဟာ တင်းတမားတယောက်ရဲ့ဇရိုက်မဟုတ်ဘူးသူ့အများကိုလက်ညှိုးမထိုးခင်မှာနှစ်တိုင်းညတိုင်းစုပ်ပြီးမှသမင်းစားနေတဲ့ငါတလောက်တေးမအဖွဲတီကိုပြောနော်ဒီနုပညာရှင်တွေဟာတဲ့အခုစစ်ခွေးတွေဘက်ကနေမှပြည်သူတွေမဲပေးချင်လာအောင် မဲဆွေဖို့ရတော့တရုတ်ဆောင်ပေးပါလို့ခေါ်ပြောတယ်ဒါပေမဲ့ဒီလူဒီဟာစင်ချေမျိုးစုံပေးတယ်လို့ပြောတယ်ဆိုတော့အခုနင်းတို့ဟာလော်ဘီမလုပ်ပေးချင်တဲ့အမှုပညာရှင်တွေကိုနင်းတလောက်ကြီးကျိန်းဝါနေတယ်ဆိုလို့ရှိရင်တခုပြောမယ်မြန်မာနိုင်ငံမှာရုပ်ရှင်မင်းသားမင်းသမီးဖြစ်တဲ့သူတိုင်းဟာစစ်ခွေးတွေရဲ့ဘောမပေးရမယ်စစ်ခွေးတွေရဲ့လော်ဘီလုပ်ပေးရမယ်လို့ဆိုင်းထိုးခဲ့ကြသလားတခုနောက်တခုကတော့အခုဒီလိုမျိုးအမှုပညာရှင်စင်ပေါ်မှာရောက်ရှိလာအောင် နင်တို့ခွေးတွေရောဒီအမှုပညာရှင်တွေကိုဘယ်နေရာမှာအထောက်ပံ့ပေးခဲ့တယ်လဲဘာလုပ်ပေးခဲ့တယ်လဲနင်တို့ဘာကူညီပေးခဲ့တယ်လဲလုတ်ပေးချင်နေတဲ့နင်တို့ဘောမဘောမအမှုပညာရှင်တွေအများရှိတယ်လဲသူတို့နဲ့ရိုက်ပါလားဘာကြောင့်နင်တို့ကသူတို့ကိုတော့မရိုက်ချင်မဲနဲ့မရိုက်ချင်တဲ့လူတွေကိုဘာကြောင့်ဒီလောက်ထိနင်းပြောနေတယ်လဲ 都做到优先保障啥的，爱政系列搞嘞，都做些了些，TV 天嘛没没别钱多啦的，叫伢的没六千多啦的，七台都不要了，都落下尼摩路地是搞表扬跑步，都给老大奥巴马，人家做生意的叫伢的个太来点做了些，你都亏的好嘛，都落地了，亏的也些嘛，别啊大家嘛。 ထားလို့မရဘူးအသားမပါတော့တဲ့အယိုးပဲဖြစ်ဖြစ်အယွတ်တွေပဲဖြစ်ဖြစ်ချတယ်ဆိုရင်ခွေးတွေကကြိုက်စားတော့မယ်ဆိုတော့သူတို့တိတဲ့အတွက်ကြောင်းသူတို့ဟာဘေးရုပ်ရှင်ကိုပါသူတို့မပြချင်တော့တာနော်နင်းတို့ခွေးတွေရဲ့အကြောင်းနင်းတို့ဟာခွေးကောင်းမဟုတ်ဘူးခွေးယူဖြစ်တယ်ခွေးယူတဲ့တောင်ပိုဆိုးတယ်မြင်သမျှကိုလိုက်ကိုက်နေတယ်ခွေးတတော်ဖြစ်တယ်ဆိုတော့ကိုတိလို့သူတို့တို့လုံးလုံးတာအနီမို့လို့ဒီစကားကိုပြောတာမဟုတ်ဘူး เนาะပြောလို့ရှိရင်အခုဒီထဲမှာဗာပြောလဲဆိုတော့ဒီအမှုပညာရှင်တွေကိုပြီးသူဒီမဲထက်ချီအောင်လုတ်ခိုင်းတာပါတီတခုအတွက်ပဲသူတို့ကိုမဲဆွေခိုင်းတာမဟုတ်ဘူးအားလုံးအတွက်လုတ်ခိုင်းတာဖြစ်တယ်လို့ပြောတယ်အားလုံးအတွက်ပဲလုတ်ပေးပေးတခုအတွက်ပဲလုတ်ပေးပေးအားလုံးဟာအတူတူဖြစ်တယ်ဘာကြောင့်လဲဆိုတော့59ပါတီထဲမှာအတိုက်အခံပါတီတခုပါသလား59ပါတီထဲကနေမှတချို့တော့ပါတီကိုကျွန်မပြောပြမယ်။ဥမာခင်ကြီးတို့ပါတီအားလုံးကစစ်ခွေးတွေဖြစ်တယ်။ထိပ်ပြောင်ပါတီ 88ဒေါ်လာရေးကိုတစ္ဆာဖောက်သွားတဲ့ထိတ်ပြန်ဒါမျိုးကနိုင်ငံကိုအုပ်ချုပ်ရင်ဘာအကျိုးရှိမလဲတက်တက်ခိုင်ဒေါ်လာရေးထဲမှာပါဝင်တဲ့သူတွေကိုဘလောက်ထိတိုက်ခတ်လုပ်နေသလဲအဲ့ထဲမှာမှနော်ကချင်ခွေးပါတီတွေအများကြီးရှိတယ်ဘာလို့မလဲကိုယ့်ရဲ့အမျိုးတွေကိုဒီလောက်ထိခွေးတွေနှိမ့်ဆက်နေတာကိုတောင်မှမိရက်သားနဲ့ခွေးဘောမှချင်နေတော့ကချင်ပါတီတွေထိုနေ့လကောင်းပဲကရင်ထဲမှာလဲကိုကိုကိုကရင်မမသိပဲနဲ့ငါတက်လောက်ပေါင်းတေရဲ့ဘောကိုမှချင်နေတော့ခွေးတွေ ရခိုင်ရခိုင်ပြည်နယ်မှာဒီလောက်အထိနေဆရာနေရတော့မရှိအောင်ဘုံကျဲတိုက်ခိုက်နေတဲ့ကိုယ့်ရဲ့လူမျိုးကိုပစ်ထားတဲ့ငါတလောက်တည်းရဲ့ဘောကိုမနေတော့ခွေးရခိုင်ဒီချင်းထဲမှာလဲထူနီးလကောင်းပဲတခြားတော့လူမျိုးတွေထဲကလည်းထူနီးလကောင်းပဲငါတလောက်တည်းမရဲ့ဘောကိုမချင်နေတော့ခွေးပါတီဒီဘေးပါတီကများမြန်မာနိုင်ငံရဲ့အတွက်ကောင်းတဲ့အရာကိုလုတ်ပေးနိုင်မယ်လို့ဘသူကထင်လို့လုတ်ပေးမှလား တပါတီအတွက်ပဲမဲဆွယ်မဲဆွယ်59ပါတီအတွက်ပဲမဲဆွယ်မဲဆွယ်အားလုံးဟာအတူတူပဲဒါကြောင့်မို့2020တုန်းကလည်းပါတီတွေအများကြီးရှိတယ်အဲ့ပါတီအများကြီးထဲကကိုမကိုထောက်ခံချင်တဲ့ပါတီကိုကိုသွားထောက်ခံတယ်ဒါအပြစ်လားဟမ်ကိုကြိုက်တဲ့သူကိုထောက်ခံလို့ရတယ်ဒါကို ဒီမိုကရေစီလို့ခေါ်တယ်။ဒါဟာကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်လို့ခေါ်တယ်။လော်ဘီရုပ်ရှင်တွေမရိုက်ပဲခြင်းလို့နင်းတို့ကဒီလိုမျိုးအတင်းကျပ်လုပ်တယ်ဆိုတာဟာနင်းတို့ဟာလက်တလုံးချအာနာကိုတုံးဆွဲပြီးတော့အမှုပညာရှင်တွေကိုလူအခွင့်ရဲကိုချိုးဖောက်တာဖြစ်တယ်။နင်းတို့ဟာချိန်ချောက်တာဖြစ်တယ်။ယာဆွေမှုကိုကျိုးလွန်နေတဲ့ခွေးတွေဖြစ်တယ်။ပြီးလို့ရှိရင်အခုဒီထဲမှာကျွန်းမျိုးမင်းဟောင်းသွားတဲ့ထဲမှာသူဘာတွေကိုကျိုးလွန်နေတယ်လဲဆိုတော့သူသတိမရဘူး။အခုနေကောက်တဲ့အခါမှာလဲရင်တော့လက်သုံးချော ောင်းထောင်ခဲ့တဲ့တူတွေကိုအခွန်ကောက်လို့ရှိရင်တောင်မှကြက်ကြက်တီးတီးကောက်ရမယ်တခုပြမားတယ်ဆိုလို့ရှိရင်ချက်ချင်းထောင်ထဲထဲရမယ်တဲ့ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့နင့်တို့ရဲ့လက်တလုံးကြားဥပဒေထဲမှာငါတလောက်တေမရဲ့ဘောကိုမပေးတဲ့ခွေးတွေအတွက်အခွန်ဥပဒေတည်တန်ဒေါ်လာရေးထဲမှာပါဝင်တဲ့သူတွေပဲဖြစ်ဖြစ်လော်ဘီဆက်ကားကိုမရိုက်ပေးချင်တဲ့အမှုပညာရှင်တွေအတွက်တည်တန်ဆိုပြီးမှဥပဒေထုတ်ထားကြသလားဒါကိုဥပဒေလို့ခေါ်သလားခွေးကြော်မျိုးမျိုးနင့်မရှက်ဘူးလား နင်တို့ပြောပြောနေတော့ဥပဒေဆိုတာဟာကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သုံးခွင့်ရှိသလား ပြီးလို့ရှိရင်အရင်တော့ကဒီတော်အောင်ဆန်းစုကြည်ရဲ့ပါတီကိုမင်းဆွေခဲ့တဲ့သူဒီကိုလည်းအကုန်ခေါ်ပြီးမှအခုတို့ကိုလည်းဒီတိုင်းပြောခိုင်းရမယ်တဲ့သူတို့ပြောချင်တယ်ပြောမယ်မပြောချင်တယ်မပြောဘူးအခုနင်းတောင်မှခွေးတွေအတွက်ဖောင်ပေးနေတာနင်းကိုဘသူခောင်းခိုင်းတယ်လားနင်းဟောင်းချင်တော့ဟောင်းနေတာမဟုတ်ဘူးလားငါတလောက်တဲမရဲ့ဘောကိုနင်းကိုဘသူမခိုင်းလားနင်းမချင်တော့မတာမဟုတ်ဘူးလားနင်းဘောမချင်တယ်လို့နင်းမနေတယ်လို့ပဲဒီတော်လာရဲဒီလဲ တော်အောင်ဆန်းစုကြည်ရဲ့ထမင်ဝတ္တလို့ပဲပြောပြောတော်အောင်ဆန်းစုကြည်ရဲ့ထမင်ကိုကောင်းမှရွက်ထားတယ်လို့ပဲပြောပြောသူတို့ရဲ့ဝါသနာဖြစ်တယ်သူတို့ရဲ့စိတ်တိုင်းကြသူတို့လောက်ခွင့်ရှိတယ်နင်းတို့ကိုထိခိုက်သွားတာမဟုတ်ဘူးပြီးလို့ရှိရင်နောက်တစ်ခုကတော့ဒီအနုပညာရှင်တွေရဲ့မိသားစုကိုလည်းသူထိပါတယ်ပြီးလို့ရှိရင်အခုဒီဖို့ချစ် portrait ကစပင်းကိုသူကြိုက်တယ်လို့ထားခွင့်ရှိတယ်။သူ့ရဲ့ခန္ဓာထဲမှာပေါက်တဲ့အမွေးဖြစ်တယ်။နင်းတို့ကိုထိုးမလဲဘူး။သူ့ရဲ့စပင်းထားတာကိုသူယုံကြည်တဲ့သူဒီကိုပြောချင်တယ်ပြောမယ်။နင်းတို့ကိုပြောသလား။ သူ့ပါဇက်သေးကနေမှမပြောမချင်းနင်တို့ဟာဘာအရေးမှယူလို့မရဘူးငါဒီစပင်းကိုတော်လရေးပြီးမှပဲညံ့မယ်လို့ပဲပြောပြောဒါနင်တို့ကိုထိခိုက်သလားဒါသူ့ရဲ့ကိုပိုင်လွတ်လပ်ပိုင်ခွင့်သူ့ရဲ့အမွေးကိုထားပိုင်ခွင့်သူ့မှာရှိတယ်နင်တို့နဲ့ဘာမှမဆိုင်ဘူးအခုဒီခွေးတွေကလူတစ်မျိုးထဲမှာတောင်သူတို့လူမျိုးရဲ့အနေနဲ့ခွဲတယ်ဥပမာကျတော့ကချင်တို့မျိုးတွေအုံနောက်မရှိတဲ့ကချင်တို့မျိုးတွေနဲ့လူကချင်တို့မျိုးတွေကိုခွဲခဲ့တာလဲသူတို့ပဲလူမျိုးတစ်မျိုးထဲမှာတောင် အစိတ်စိတ်အမောမောတို့ခွဲခဲ့ပြီးပြီးခွဲနေတယ်ဆက်ပြီးတော့ခွဲနေတယ်ပြီးတော့ဒီနေ့ကျွားတို့တိုင်းရင်သားအထဲမှာလဲလူပမာတိုင်းရင်သားတွေနဲ့ဒီနေ့တခြားသောတိုင်းရင်သားတွေကိုလဲသူတို့ တွေးခွဲခဲ့တယ်။ဘာရရဲ့အနေနဲ့ဆိုလို့ရှိရင်သူတို့ခွဲခဲ့တယ်။ရွှေဆိုင်တွေကိုလည်းဘာဖြစ်တယ်ညာဖြစ်တယ်။ရွှေဆိုင်တွေနဲ့လည်းသူတို့ကြိုက်တယ်လို့ချဲလေခဲ့ပြီးပြီး online ဈေးတွေရောင်းတာစီးပွားရေးလှုပ်ရှားလို့မရတဲ့ခါမှာ online ဈေးတွေရောင်းစားကြတယ်။ online ဈေးရောင်းတာနဲ့ပါသူတို့ချဲလေခဲ့ပြီးပြီးအခုအမှုပညာရှင်တွေမှလည်းချဲလေခဲ့ပြီးပြီးဒီနဲ့ဒီခွေးတွေမချဲလေတဲ့နေရာဘယ်မှာရှိတယ်လဲ။ ပြီးလို့ရှိရင်အခုကျွန်တော်ခုပြောချင်တာကငါဒီ lobby ဇက်ကိုက်တီကိုမရိုက်ချင်ဘူးလို့ပြောတဲ့အခါမှာတောင်းတို့တို့လောက်လုတ်ခဲ့ပြီးအရင်တော့လက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလည်းတို့ဒီလိုမျိုးလုတ်ခဲ့ပြီးဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲတွေလည်းစဉ်းစားရမယ် ဒီနေ့ကျမတို့ဟာစစ်ခွေးကိုပဲတိုက်တာမဟုတ်ပဲနဲ့စစ်ခွေးတွေနဲ့သက်ဆိုင်တော့ဘောမဘောကျုံမိသားစုအယောက်စီတိုင်းကိုလည်းချေမုံဖို့လိုအပ်တယ်။ခွေးနဲ့သက်ဆိုင်တော့သူတွေအားလုံးကိုကျမတို့မချေမုံဘူးဆိုလို့ရှိရင်တို့ကျမတို့ကိုချေမုံသွားလိမ့်မယ်။ဒါကြောင့်ဒီနေ့ကျမတို့အဖွဲ့နှမျိုးပဲရှိတယ်။ခွေးပဲပါတဲ့အဖွဲ့လား။တော်လာရဲဘက်မှာပါတဲ့အဖွဲ့လား။တော်လာရဲဘက်ပါတဲ့အဖွဲ့တွေအားလုံးခွေးဘက်မှာရက်နေတော့သူပဲဖြစ်ဖြစ် ဂျားနဲ့သူ့ပဲဖြစ်ဖြစ်ကျွန်တော်အကုန်ချေမုံရမယ်စစ်ခွေးပဲမဟုတ်ဘူးခွေးတွေနဲ့တက်ဆိုင်တော့မိသားစုတွေကိုချေမုံမှသူတို့နာကျင်တတ်လိမ့်မယ်သူတို့နာကျင်မှပဲဒီဒေါ်လာရေးဟာဘာလဲဆိုတော့ကိုသူတို့သိလာလိမ့်မယ်ဒါကြောင့်ရှေ့တန်းပဲမဟုတ်ဘဲနဲ့နောက်တန်းအလေတန်းအတန်းတွေအားလုံးကိုကျွန်တော်တို့ချဖို့ရန်အတွက်တာဝန်ရှိနေပြီဆိုတဲ့ဥစ္စာကိုကြွပြောချင်တယ်နော်ကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့တဲ့ဆိုရင်လဲ like and subscribe လေးကိုလည်းပြီးခဲ့ကြပါ